္ဂလာပါရှင်မင်္ဂလာပါခင်ဗျဟုတ်ကဲ့ဒီနေ့စတင်မလာတရနေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကနေပြီးကောင်းတို့ရာသင်းတွေကိုထုံးထုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ season ကိုတော့ကျွန်မခိုင်ပန်းနေတဲ့အတူဟုတ်ကဲ့ကျွန်တော်ကိုမောင်တို့ကတင်ဆက်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့အခုဆိုလို့ရှိရင်တော့ season ရဲ့ပထမဆုံးအနေနဲ့ဒီနေ့ထွက်ရှိလာတဲ့သတင်းစာတွေကမျက်နှာဖုံးသတင်းတွေကိုကျွန်တော်ရွေးချယ်ထားပါတယ်ဒီမျက်နှာဖုံးသတင်းတွေကတော့ဒီနေ့ထွက်ရှိတဲ့ The Voice သတင်းစာမှာပါရှိလာတဲ့ NCA တဲ့မထိုးရသေးတဲ့လက်နက်ကင်အဖွဲ့တွေကိုလက်မှတ်ထိုးဖို့ဒေါန်ဆန်းစုကြည်တိုက်တွန်းဆိုတဲ့သတင်းကောင်းစဉ်တစ်ခုရယ်နောက်တစ်ခုကတော့7 day daily သတင်းစာမှာပါရှိလာတဲ့27ရာစုပင်လုံညီလာခံဖွင့်ပွဲကိုတဲ့ဥသိမ်းစိန်ကိုဖိတ်ကြားခဲ့ပေမဲ့မတက်ရောက်ပါဘူးတဲ့နောက်တစ်ခုကကြတော့စူပေါင်းအဖြစ်နဲ့တမိုင်းသိရေးကြမယ်ဟုဒေါန်ဆန်းစုကြည်ပြောကြားဆိုတဲ့ သတင်းကောင်းစင်တွေပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါရှင်ပုဂ္ဂလိကရောဒါဟိုပါအစိုးရသတင်းစာရေးကောင်းကောင်းမှဒီနေ့ဆက်တရားဆိုပင်လုံးညီလာခံနဲ့ပတ်သက်ပြီးတော့လည်းကောင်းစင်တွေတင်ထားတွေ့ရတယ်နော်ဟုတ်ကဲ့ပါအေဒါအပေါ်အနေနဲ့က device ကအေဒါအပေါ်လေးကိုဖျက်ပြချင်ပါတယ်ဒါကတော့လက်ခုပ်တီးပြီးတော့မျက်ရည်တုပ်ပေးပါတယ်သူကကောင်းစင်တင်ထားတာပေါ့ လက်ရှိဆိုရတဲ့လက်ထက်မှာပထမဆုံးကျင်းပတဲ့ငင်းချင်းညီလာခံဆိုရင်ရခင်ဆိုရလက်ထက်ကကျင်းပခဲ့တဲ့ညီလာခံနေနဲ့ရှိမယ်ဆိုရင်ねငင်းချင်းသဘောတူညီတွေရရှိရေးထက်ညီလာခံတက်ရောက်လာမဲ့အင်အားစုအသီးသီးကခေါင်းဆောင်အချင်းချင်းကြားနားလည်မှုရရှိဖို့ဥတရာပဲရှိရတဲ့အဓိကအကြောင်းရင်းကတော့ညီလာခံတက်ရောက်မဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့တွေအပေါ်မူလရှင်ဆွဲအစင်တန်းမျိုးအတိုင်းနဲ့လက်ရှိဆိုရနဲ့တက်မတော်တို့ကလက်ခံပေးနိုင်ခြင်းရှိမရှိနဲ့တဲ့မူလသဘောတူညီထားတဲ့ NCA စာချုပ်ပါသဘောတူညီမှုတွေကိုလေးစားလိုက်နာဆောင်ရွက်ခြင်းရှိမရှိလို့ပေါ့ မေကွန်းထုတ်လာနိုင်ပွဲရှိတာကြောင့်ဖြစ်ပါရဲ့တဲ့ညီလာကန်လို့ဆိုပေမဲ့လည်းစာရန်ဖက်ကြခြင်းကိုသာအဓိကအစီအစဉ်ဖြစ်ထည့်သွင်းထားပြီးတော့စာရန်ဖက်ကြမဲ့စီရင်မေကွန်းပြောကြမဲ့စီရင်တို့မှာဆိုရင်အစိုးရနဲ့တက်မတော်ကိုစားပြုသူတွေဘက်ကဥယျာဉ်ပုံများတာကိုလည်းဝေဖန်မှုတွေရှိနေပါရဲ့တဲ့ညီလာကန်ဖိတ်ကြားရမှာလဲတိုင်းဟင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ယာရုတွေမပါဝင်မဲနဲ့အမိကိုသာရီထိုးထားခြင်းဟာဆိုရင်တဲ့တက်မတော်ကအစင်တစိုက်ပြောဆိုနေတဲ့လက်နက်ကိုင်အဖွဲ့ယာရုတွေနဲ့ပတ်သက်တဲ့သဘောထားကိုတိုက်ရိုက်ထင်ဟန်နေရဲဆိုပြောတာသူပြောထားပါဗျာ ဒီချက်ဆိုရင်တဲ့တိုင်းသားလက်နက်ကင်အဖွဲ့စိုးရိမ်မှုရှိနေတယ်လို့စိုးရနဲ့တက်မတော့အရင်ထက်ပိုပြီးတော့နှိကက်သွားတဲ့သဘောလို့ဆိုပြီးတော့စောစောစီယာဖြစ်လာပြီးရောတဲ့ကျိုးဆက်အနေနဲ့ဆိုရင်တော့တက်မတော်ကထုတ်ပြန်ထားတဲ့အခြေခံမူ6ချက်ကိုအစိုးရကပါအထိုင်ပြစ်မိလို့ဆိုပြီးတော့တိုင်းသားတွေဘက်ကရှုမြင်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့လေးလာသူတွေကလည်းသုံးသပ်ပြောဆိုထားပါတယ်။ဒါပေမဲ့တိုင်းသားလက်နက်ကိုစလေအနေနဲ့လည်းနီလာကံမတိုင်မီကဒွန်ဆန်းစုကြည်နဲ့ပနာမတွေ့ဆုံခြင်းခါကတဲ့ ၎င်းတို့ဘက်ကသဘောတူညီနိုင်တဲ့အချက်တွေကန့်ကွက်နိုင်ပွဲအခြေအနေတွေကိုကြိုတင်ညှိနှိုင်းဆွေးနွေးထားရန်လဲတောင်းရင်ရှိရတဲ့။ထို့အတူအစိုးရနဲ့တမတော်တို့ကမြို့သူများလိုက်လျှောရန်မဖြစ်နိုင်တဲ့အပြင်နဲ့ရခိုင်ခေတ်ကာလပကတိအခြေအနေနဲ့မညီညွတ်တဲ့တောင်းဆိုမှုတွေထက်ဖြစ်နိုင်ခြေရှိပြီးတော့လက်တွေ့ကျတဲ့လိုလားချက်များဖြစ်စေရန်လဲတိုင်းသားလက်နက်ကိုင်တွေအဖွဲ့ကပြင်ဆင်ထားရမှာဖြစ်ပါရဲ့။စင်စရာဖြင့်ဆိုရင်အနည်း80နီးပါးရှိပြီဖြစ်တဲ့ပြည်ရင်းစစ်ဟာတအူးဆန်ပိုင်းစနစ်ကိုလိုနီစနစ် လဝဲစွန်းနဲ့အာနာရှင်စနစ်တို့ရဲ့စိုးမွေကိုတဲ့မလွဲမရှောင်သာလက်ဆင့်ကမ်းအမွေဆက်ခံခဲ့ရတဲ့ဆိုလင်းစကားကိုကျိုးစည်းပွားတွေနိုင်ငံတချို့ရဲ့တိတိတတ်တာတမျိုးမတိမတာတမျိုးစွဖက်မှုတွေမွေးရစေဝါထုတ်လုပ်ကုန်သွယ်မှုတွေတဘာဝတင်ရင်စားတာခွဲဝေမှုအချိုးမညီမျှမှုတွေလူမှုရေးရှင်တင်မှုတွေဟာထွေးချောချက်တင်ရှိနေတယ်ဆိုပြီးတော့သူကပြောထားပါဗျ။ဒီအခြေအနေတွေကြောင့်လည်းလက်ရှိဆိုရလက်ထက်မှာနီလာကန်တခုထဲနဲ့ပြည်လဲငင်းချမ်းသွားနိုင်မှာမဟုတ်ကြောင်းပြည်သူတည်းရဲ့လုံးကနားလေသဘောပေါက်ထားရန်လိုအပ်ပေတယ်တဲ့။ အချိန်တည်းမှာပဲအနှစ်60ခန်းကြာမြင့်ခဲ့တဲ့ကိုလံဘီယာနိုင်ငံရဲ့ပြည်တွင်းစစ်ရဲဆွဲသွားခြင်းကိုလည်းမြန်မာနိုင်ငံမှစကဟိုရာရီကကောင်းစွာနားလည်သင့်တယ်ဆိုပြီးတော့သူကပြောထားပါဗျ။လက်ခုပ်ဆိုတာကနှစ်ဖက်တီးမအတန်မြင့်တကယ်တော့တဲ့ပြည်ရင်းချင်းချင်းဆိုတာကလည်းတာဝန်ရှိတက်ဆိုင်သူအထူးကအင်အားစုတွေကအကြမ်းမှာဆိုရင်ဒါယထာဘူတကြကြနဲ့တဲ့ကြိုးကြောင်းဆက်ဆက်မှုရှိရှိနဲ့ ရှင်းနောက်ညီကြီးအပေးအယူအလျှော်တင်းလုပ်ညီနိုင်ဆွေးနွေးခြင်းဖြင့်နဲ့နှစ်80နီးပါးစပေးတင့်မြေစာပင်တိုင်းသားပြည်သူတွေရဲ့မျက်ရည်ကိုတဲ့ပြီးတိုင်းတုတ်ပေးစေနိုင်စေခြင်းအောင်သူကစုမကောင်းတောင်းနေဆိုပြီးတော့ဒါ The Voice ကနေပြီးတော့အိဒါအဘော်အနေနဲ့ဒါပြပြထားတာဖြစ်ပါတယ်။သူကတော့ညီညာရင်းနဲ့ပတ်သက်တဲ့အကြောင်းအမရေးထားတာပေါ့နော်။မြန်မာပြည်မှာတကယ်ညီညာရင်းရပေါ်ဆောင်တဲ့နေပြီးညီညာရင်းကလည်းအားလုံးကလိုချင်နေကြပြီပေါ့နော်။အဲ့ချိန်မှာဒီလိုမျိုးညီညာရင်းသာရရှိမယ်ဆိုလို့ရှိရင်ဒီစစ်ကြောင့်ဖြစ်နေတဲ့ပြည်သူတွေအနေနဲ့ အထူးဝမ်းသာစရာသတင်းတစ်ခုဆိုတာကိုသူကသုံးသပ်ရေးသားထားတာပါဟုတ်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြမယ့်သတင်းကတော့နည်းနည်းထူးဆန်းပါတယ်ခင်ဗျဒီနေ့ Seven Day Daily သတင်းစာမှာပါရှိလာတာပါဗဟန်လူတပ်မှုကျူးလွန်သူကိုတဲ့ဖမ်းဆီးပေးတဲ့ရဲတပ်ဖွဲ့ဝင်တွေဂုံပြုစုငွေကြက်တထောင်စီချင်းမြင့်ခံရဆိုတဲ့သတင်းပါဟုတ်ကဲ့ဗဟန်မြို့နယ်၌တဲ့ဖြစ်ပွားခဲ့သည့်လူတပ်မှုတွင်ကျူးလွန်သူကိုဖမ်းဆီးပေးသောမွန်ပြည်နယ်ဒိုင်းဝန်ကွန်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်9ဦးအားမွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးဘူဘူဦးကဂုံပြုစုငွေတအုပ်နေရင်တပေါင်းချက်ချင်းမြင့်ခဲ့ကြောင်းသတင်းရရှိသည်ဗဟန်းမြို့နယ်အုတ်သက်ဖျားလမ်းရှိလုံးချင်းနှစ်ထိုက်တိုက်တွင်နေထိုင်သောမိသားစုဝင်3ဦးအားလေပင်းညှက်တက်ခဲ့သူအောင်စင်ဘိုကိုမော်လမြိုင်မြို့ဒိုင်းဝွန်မီပွိုင်တွင်ဩဂတ်စ်လ29ရက်ည9:00ကျော်၌ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ သုံးရက်အတွင်းကဖြစ်သွားတယ်ပေါ့နော်ဒါလူတက်တရခန့်ကိုမော်လမြိုင်မှာဖမ်းမိတာပေါ့အဲ့ဒီအတွက်ဒီဖမ်းဆီးမိတဲ့ရဲတပ်ဖွဲ့ဝင်တွေကိုဒါဂုံပြုစုငွေပေးတာပေါ့ဒါပေမဲ့ဂုံပြုစုငွေကတော့ဒီဘက်ခေတ်ကာလနဲ့ဆိုရင်တော့နည်းနည်းကြီးစရာဖြစ်နေပါတယ်တသောင်းပေါ့နော်ဂုံပြုစုငွေတသောင်းရပါတယ်တဲ့စကမ်းမှုရဲအုပ်အောင်ကျော်ထွေးနဲ့ဒူရဲအုပ်မင်းထွန်းအပေါင်ဝင်အားလုံး6ဦးစုချတာပါစုငွေကတော့တဦးတသောင်းကျပ်နှုန်းနဲ့အားလုံး6သောင်းကျပ်စုချပါတယ်လှဲ့လှဲ့ကင်းပတ်နေတော့မတင်ကားလို့ဖန်းစီစစ်မေးရင်ကနေမိတာပါဆိုပြီးတော့ ဒိုင်းဝွန်ကွင်းနယ်မြေရဲစခန်းကရဲအရာရှိတူကပြောပါတယ်တဲ့အလားတူတဲ့2014စက်တင်ဘာလ16ရက်ကစစ်တွေမြို့ဆက်ရိုးကြချောင်းစိတ်ခန့်တရားမှာရပ်တန့်ထားတဲ့ဆက်လီဘော်ကနေပြီးတော့အမေရိကန်နိုင်ငံလို့လက်ပစ်ဘုံနှလုံးနဲ့ဖောက်ခွဲပစ္စည်းအချို့ဖမ်းဆီးရမိခဲ့တဲ့ရဲတပ်သားကိုလည်းတဲ့စုမွေ9000ကျပ်ချင်းမြင့်ခဲ့ပါတယ်တဲ့ရဲလက်ဆွဲဥပဒေစာအုပ်မှာတဲ့ရဲကျုပ်အဆင့်ရှိသူရဲ့နာမည်ကောင်းလက်မှတ်နဲ့ဂုံပြုခံရပါကစုမွေကျပ်တထောင်ရပြီးခရိုင်စင်းနဲ့မြို့နယ်အဆင့်ရဲတွေကတော့ 9000ကျပ်သတ်မှတ်ထားပါတယ်တဲ့ဒါကတော့ဒီရဲတွေဘောเนาะဒါဂုံပြုစုချင်းမြင့်တဲ့အခါမှာရရှိတဲ့ဂုံပြုဟိုချင်းမြင့်ငွေပေါ့ဒါခရိုင်စင်းဆိုလို့ရှိရင်ဒါရဲကြုပ်အစင်းရှိသူဆိုလို့ရှိရင်တထောင်ရှိပြီးတော့ခရိုင်စင်းနဲ့မြို့နယ်အစင်းတွေက9000ကျပ်ဆိုတော့ဒါကတော့ဒီဘက်ခေအချင်းနဲ့တွက်လို့ရှိရင်ဒါကဂုံပြုစုငွေဟာအရန်နှဲပါနေသေးတာကိုတွေ့ရပါတယ်ခရိုင်ဟုတ်ကဲ့ရှင်နောက်ထပ်တစ်ခုอ่ะပေါ့ညမ The Voice မှာပါတဲ့သတင်းတစ်ခုကိုပဲဖျက်ပြချင်ပါတယ်။ဒါကတော့ဆက်မျက်နှာနှင်မှာပါတဲ့သတင်းလေးပေါ့ လက်နက်ကင်လန်းစဉ်ဖက်တွယ်ထားခြင်းမှာတဲ့ဒီမိုကရေစီစနစ်ကိုစန့်ကျင်ခြင်းဆိုပြီးတော့တချို့ကပြောထားတာပါဒီမိုကရေစီနည်းလမ်းတကျလောက်ကင်ဆောင်ရွက်နေပြီဖြစ်တယ်တဲ့လက်ရှိအချိန်မှာလက်နက်ကင်ပြီးလူလားချက်တွေတောင်းဆိုနေခြင်းအဆိုရင်ဒီမိုကရေစီကိုစန့်ကျင်နေခြင်းဖြစ်တာကြောင့်ဒီကိစ္စကိုအလေးနဲ့သတိပြုရမယ်ဆိုပြီးတော့တမရော်ကကွဲဦးစီးချုပ်ဗိုလ်ချုပ်မှုရေးမင်းအွန်လိုင်းကပြောတာပါ ။ဩဂလ31ရက်နေ့မှာတဲ့နေပြည်တော်မှာရှိတဲ့ MICC2 မှာပြုလုပ်တဲ့22ရာစုပင်လုံကြီးလာကန်အဖွဲ့နေမှာတချုပ်ကမြန်မာနိုင်ငံမှာရဲ့ဒီမိုကရေစီရဲ့အခြေခံမူတွေဖြစ်တဲ့လွတ်လပ်စွာပြောဆိုခွင့်ရေးသားခွင့်ဆန္ဒဖော်ထုတ်ခွင့်အသင်းအဖွဲ့တွေဖွဲ့စည်းခွင့်စသဖြင့်စကြေပြပြန်ဆောင်ရွက်နိုင်ပြီဖြစ်ပြီးရောတဲ့။လိုလားချက်တွေကိုလည်းနိုင်ငံရေးလမ်းကြောင်းလွှတ်တော်လမ်းကြောင်းတွေကတဆင့်ဒီမိုကရေစီကြကြတောင်းဆိုနိုင်တယ်ဆိုရသူပြောပါဗျ။လက်နက်ကင်လန်းစင်ကိုတဲ့ဖတ်တွေ့ပြီးလူမျိုးစွဲဒေတာစွဲကြီးမားစွာဖြင့် မိမိတို့ရဲ့ဆန္ဒကိုသာဥစားပေးဖော်ဆောင်နေမှုတွေအားဆိုရင်ဒီမိုကရေစီရဲ့စန့်ကျင်ဘက်ဖြစ်နေတယ်ဟုတ်တယ်။လေးနဲ့သတိပြုရမှာဖြစ်ပါတယ်ဆိုပြီးတော့ဗိုလ်ချုပ်မှုရပြောပါတယ်။ကျွန်တော်တို့ဟာအခုဆိုရင်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနေပြီဖြစ်ပါရဲ့တဲ့။ဒီလမ်းကြောင်းဟာပြည်သူတွေရဲ့ဆန္ဒနဲ့အညီရွေးချယ်ရှောက်လန်းနေခြင်းဖြစ်ပြီးတော့ဒီစနစ်ဟာတည်တည်ငြိမ်ငြိမ်နဲ့ခိုင်ခိုင်မာမာရှိနေဖို့လိုတယ်ဆိုပြီးတော့သူကထပ်ပြောပါတယ်။ ငင်းချမ်းရေးကိုစေတနာနဲ့အချိန်တိုအတွင်းအကောင့်ထဲဖော်ဆောင်ရန်လိုအပ်ပြီးလိုအပ်တဲ့အချိန်ထက်ကြာမြင့်လာမယ်ဆိုရင်လည်းဘေးပရောဂါနဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကြိုးကင်ချေလဲမှုတွေပုံမရှိလာနိုင်နဲ့ဒါကြောင့်လည်းလက်ရှိတိစောက်ထားတဲ့ယုံကြည်မှုနဲ့တခြားသောအရာတွေပြတ်ပြတ်သွားနိုင်ပြီးတော့ပဋိတ္တမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းတချို့ကနေပြီးအကြံပြုစကားလည်းပြောဆိုထားပါဗျ။နဆက်တရားစုပင်လုံးကြီးလာကန်တို့တိုင်းဒေသလက်နက်ကိုင်အဖွဲ့၁၈အဖွဲ့အပြည့်ရဲ့စာချုပ်မှာလက်မှတ်မထိုးတဲ့လက်နက်ကိုင်၉ဘွဲ့တက်ရောက်ပြီးတော့လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ရေးထုတ်ပြန်ချက်ညှိနှိုင်းမရဖြစ်နေတဲ့ကိုကန့်တအောင် ပင်လောင်ပလောင်နဲ့တဲ့ရခိုင်လက်နက်ကင်တပ်ဖွဲ့တို့ကိုလည်းညီလာခံတို့ဖိတ်ကြားခဲ့ခြင်းမရှိကြောင်းညီလာခံကျင်းပကော်မတီထံသိရတယ်ဆိုပြီးတော့ဒါပြောထားပါဗျ။အားလုံးမနေ့က27ရာစုပင်လောင်ညီလာခံပထမအဆုံးနေ့မှာဒါတက်မတော်ကာကွယ်ဦးစီးချုပ်ကပြောခဲ့တဲ့စကားပါ။ तू ကတော့တကယ်ဟိုလက်နက်ကင်လမ်းစဉ်ဘောနော်ဒါ तू က ဟိုမကျင့်သုံးဖို့သူဒါပြောတဲ့သဘောမျိုးပါဒီမိုကရေစီစနစ်မှာလက်နက်ကိုင်လမ်းစဉ်ကျင့်သုံးဖို့မလိုဘူးပြီးတော့ဒီညီလာခံလည်းအချိန်ကြာကြီးသွားစရာမလိုဘူးပေါ့နော်အချိန်ကြာကြီးသွားလို့ရှိရင်ဒါညီလာခံနည်းနည်းဘေးပြောကားတွေပါလာနေဆိုတော့ तू ကမြေမြဆန်ဆန်ပြီးစေခြင်းတဲ့တော့ဒါကတော့ तू ကတော့ဒီညီလာခံနဲ့ပတ်သက်ပြီးတော့ဒါတိုင်းရင်းသားလက်နက်ကိုင်တွေရောအားလုံးရောဒါ तू ပေးတဲ့ message ခုလို့ပြောလို့ရပါဘူးဟုတ်ပါရဲ့ရှင်ဟုတ်ကဲ့နောက်တစ်ခုကျွန်တော်ရွေးချက်ထားတာကတော့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့သတင်းတစ်ခုပါဒါကတော့ဒီနေ့ထွက်ရှိလာတဲ့စံတော်ချိန်သတင်းစာမှာပါရှိလာတာပါဒီငလျင်နဲ့ပတ်သက်တဲ့သတင်းတစ်ခုပါဟုတ်ကဲ့ အင်အားပြင်းမြင်ကလေးနဲ့ထပ်မံလှုပ်ခတ်နိုင်တဲ့ဇောင်းနဲ့တဲ့အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်စိုးရင်ရမလို့ဘူးဆိုတဲ့သတင်းပါခင်ဗျာ Richarders K 9တသမအထက်ရှိတဲ့အင်အားပြင်းထန်တဲ့မြေငင်လျင်ကြီးနောက်တစ်ချိန်ထပ်မံလှုပ်ခတ်နိုင်ခြင်းရှိပေမဲ့ဇောင်းနဲ့တဲ့ငလျင်မျိုးစားတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့စိုးရင်ကြောက်ရွံ့ထိတ်လန့်နေရန်မလိုအပ်ကြောင်းမြေငလျင်ကော်မတီအတွင်းရေးမှူးဒေါက်တာမြူတန်ကစံတော်ချိန်ကိုပြောဆိုခဲ့သည်တဲ့ထိုင်းမြေငလျင်ပညာရှင်တဦးရဲ့ခံမှန်းချက်မှာမှန်ကန်မှုရှိကြောင်းယခုနှစ်အတွင်းဖြစ်နိုင်ခြင်းရှိမရှိကိုမူ အတိအကျပြောဆိုနိုင်ခြင်းမရှိသောကြောင့်လက်ရှိ၌မြင်းကလင်းပညာရှင်များနှင့်ပူးပေါင်း၍လေးလာဆန်းစစ်မှုများပြုလုပ်လျက်ရှိကြောင်း၎င်းကပြောကြပါတယ်တဲ့ဒါတော့ကျွန်တော်တို့ဒီပကံပေါ့နော်ပကံမှာတော်တော်ဖျားပထိုးတွေစိုးစိုးဝါးဝါပျက်စီးစေခဲ့တဲ့6ငလျင်လှုပ်ခတ်မှုအပြီးမှာဒီထိုင်းရနေပြီးတော့ပညာရှင်တယောက်ကဒါမြန်မာနိုင်ငံအတွင်းမှာ ဟိုတော်တော်အင်အားကြီးမားတဲ့ငလျင်တစ်ခုလှုပ်ခတ်နိုင်ခြင်းရှိတယ်ဆိုပြီးတော့သူကခံမှန်းပြောဆိုခဲ့တယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါလှုပ်ခတ်နိုင်ခြင်းရှိတယ်ဒါပေမဲ့ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီးစိုးရိမ်စရာမလိုဘူးဆိုပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမြေလျင်ကော်မတီကနေပြီးတော့ပြောကြားထားတာပဲဖြစ်ပါတယ်ခင်ဗျ ပြည်တွင်းကပညာရှင်တွေနဲ့ပူးပေါင်းပြီးလေ့လာဆန်းစစ်မှုတွေလုပ်နေပါတယ်။ပြန်လှုပ်မယ်ဆိုရင်လည်းခொနစ်တသမအထက်ကျော်နိုင်တယ်။မကြမီမှာလှုပ်မလား၊လာမယ့်နှစ်အတွင်းမှာလှုပ်မလားတော့မပြောနိုင်သေးဘူး။ကာလတို့အတွင်းမှာမလှုပ်ရင်တော့လာမယ့်နှစ်အတွင်းမှာလှုပ်နိုင်တယ်။နောက်တစ်ချိန်ထပ်လှုပ်နိုင်တယ်ပြောလို့ပြည်သူတွေအရင်ကြီးထိတ်လန့်နေစရာတော့မလိုပါဘူးဆိုပြီးတော့ဒါမြန်မာနိုင်ငံမြေလင်းကော်မတီကအတွင်းရင်းမှုကပြောထားတာပါ။အင်အားပြင်းထန်နေတဲ့နောက်ဆက်တွဲမြေငလင်ကြီး ထပ်မံလှုပ်ခတ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာတဲ့မြင်းကလေးအများဆုံးလှုပ်ခတ်လျက်ရှိတဲ့မြန်မာနိုင်ငံအနောက်ပိုင်းဒေသတွေမှာလှုပ်ခတ်နိုင်ခြင်းရှိတယ်လို့လည်းသူကခန့်မှန်းထားပါဗျ။မြန်မာနိုင်ငံမှာတဲ့ပြည်ရွေကြောင်းများစွာရှိတဲ့အတွက်လှုပ်ခတ်နိုင်တဲ့ပြည်ရွေကြောင်းအတိအကျကိုတော့ပြောဆိုနိုင်မယ်မဟုတ်ဘူးလို့လည်းသူကဆက်ပြောထားပါဗျာ။ဒါကတော့ဒါအင်အားပြင်းတဲ့ငလျင်တစ်ခုထပ်လုပ်နိုင်တယ်။ဒါပေမဲ့အချိန်အတိအကျမပြောနိုင်သေးဘူး။ဘယ်ပြည်ရွေကြောင်းလဲ။ ဘယ်ပြည့်ပြည့်ကြောပေါ်မှာလှုပ်မယ်ဆိုတာလည်းမပြောနိုင်သေးဘူးနော်။ဒါပြည်သူတွေဘက်ကစိုးရိမ်စရာမရှိတဲ့အနေအထားတစ်ခုပေါ့။ဟုတ်ကဲ့ပါ။သူကစောင်းနေတဲ့ငလျင်မျိုးစားဖြစ်တဲ့အတွက်ဒါထိခိုက်မှုနည်းနိုင်တယ်ဆိုသူတို့ခံမှန်းထားပါတယ်။ဟုတ်ကဲ့။နောက်ဆုံးကတော့ဒါကတွန်းဖက်ပြတဲ့စီစဉ်ပေါ့နော်ကတွန်းကဒါ70မှာရွေးချက်ထားတယ်79မှာကတွန်းကဒါပြောရမဆိုရင်လက်ရှိရေပေးတဲ့နေတဲ့ဒေသတွေမှာဖြန့်ပိုများရယ်ပေါ့နော်အိန္ဒိယလည်းအိမ်ခေါင်မူတီမြုပ်နေတယ်ဒီမှာဒူနီယောက်ကလှိမ့်နေသွားနေရဲ့ရှင်အဲ့ဒါကိုတယောက်ကပြောရယ်ပေါ့နော်အရင်လူတွေရဲ့ကျွတင်စီမံကိန်းအောင်မြင်တယ်ပြောရမယ်တဲ့ တယောက်ကပြောတယ်ဒါဘာစီမံကိန်းမလို့တော့လို့ဆိုပဲသူကပြန်ပြောတယ်ပြည်သူတွေနှစ်စင်ရေကြီးရေရှမ်းဘေးဒုက္ခခံရအောင်နဲ့တစ်တော်တွေအပြောင်းရှင်းတဲ့စီမံကိန်းဆိုပြီးတော့ပြောထားတာပေါ့နော်ဒါကိုကတွန်းစရာပောက်ချိုင်းရနေပြီးတော့ဒါတရုတ်ဖော်ထားတာပေါ့လက်ရှိရေးပေးလေးကိုပေါ့နော်ဟုတ်ကဲ့ဒါအရင်တော့ဆိုလို့ရှိရင်ဒါဒီလိုမျိုးတွေမြန်မာပြည်မှာကြုံရခဲ့ပါတယ်ကြားတော့မကြားဘူးပေါ့ဒါရေကြီးတယ်လို့ဒါပေါ့နော်ရေဘေးဒုက္ခတွေအများပြဆိုတော့ဒါတစ်တော်ပြုံးတိမှု ဒီများလာတဲ့တစ်ပင်တွေမရှိတော့ဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီလိုရေကြီးမှုတွေကဆက်ဆက်မှုရှိနေတဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့်ဆိုတဲ့ပုံစံကိုဒါကာတွန်းစရာတယောထားတာပါခင်ဗျာဟုတ်ကဲ့ပါဒီကတွန်းလေးနဲ့ပဲဒီနေ့ထွက်ရှိလာတဲ့သတင်းစာရဲ့ channel တွေကနေပြီးတော့ကောင်းတို့ရာသတင်းတွေကိုထုတ်လွှင့်တင်ဆက်ပေးတဲ့သတင်းစာဘောကဖက်ဆံများစီစဉ်ဒီမှာပဲရန်နာမှာဖြစ်ပါတယ်ဒီ BB ကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာ